ချင်းပြည်နယ်ဗမော်မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီရဲ့ကာဗင်စကန်၅ခုကိုထပ်မံသိမ်းပိုက်ရရှိကာစစ်တပ်ရဲ့တရင်မှုနဲ့အဖွဲ့ကိုအရှင်ဖမ်းဆီးရရှိခဲ့လို့ KIA သတင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်ဧပြီလ25ရက်နေ့ကစတင်ကဗမော်မြို့သိမ်းတိုက်ပွဲမှာပြန်လည်ပြင်းထန်လာခဲ့တာဖြစ်ပြီး KIA KPDF တပ်တွေကထိုးစစ်ကိုအရှိန်မြင့်တင်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲတွေအတွင်းမှာစက္ကခ27ရဲ့ကာကင်စကန်5ခုကို သိမ်းပိုင်ရရှိခဲ့တာဖြစ်ပြီးစစ်တပ်တရင်မှုနဲ့အဖွဲ့ကိုလည်းအရှိန်ဖမ်းဆီးရရှိခဲ့လို့လည်းသိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကနေစတင်ကဗမော်မြို့ကိုသိမ်းပိုင်နိုင်ဖို့အတွက် KIA ဦးဆောင်တဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်ခဲ့ကငါးဝနီးပါးကြတဲ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရပါတယ်။အလားတူကချင်ပြည် ီနယ်ဖားကန်မြို့ကိုလည်းစစ်တပ်စစ်ကြောင်းတွေခြစ်တက်ထိုးစစ်ဆင်နေတာကြောင့် KIA ဦးဆောင်တဲ့တော်လဲတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်တပ်ဘက်ကအထိနာပြီးတေဆုံးထိခိုက်မှုများပြားခဲ့လို့လည်းသိရပါရဲ့ရှင်မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားတာဟာတလပြည့်ခဲ့ပြီဖြစ်ပေမဲ့ ငလင်တန်တဲ့ပြည်သူတွေအတွက်နိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့အကူအညီတွေမရပဲကိုထုကိုထနဲ့သာရှင်သန်ရက်တီနေရတယ်လို့စကိုင်းနဲ့မန္တလေးဒေသခံပြည်သူတို့ကရန်ကုန်ခေတ်တကိုပြောပါတယ်။ဒါကြတော့ရန်ကုန်ခေတ်တကနေဆက်သွဲမေးမြန်းတဲ့အချိန်စကိုင်းနဲ့မန္တလေးမှာရှိတဲ့ငလင်တန်တဲ့ဒေသခံပြည်သူအယောက်20ကအတိအသိဖြစ်ဆိုထားကြတာပါလက်ရှိအချိန်ထိမန္တလေးနဲ့စကိုင်းမြို့မှာငလင်တန်ကြောင့်ပျက်စီးပြိုကျထားတဲ့တချို့အဆောက်အုံတွေဟာ တလပြည့်မြောက်လာပြီမဲ့လေရှင်းလင်းဖြူချမှုတွေမလုပ်နိုင်သေးပဲတချို့တင်းဆောင်နေတဲ့တိုက်တာတွေဆိုအခုချိန်ထိဒီအတိုင်းပဲရှိနေသေးတယ်ဆိုပါလေတကယ်ဆိုဒီလိုသဘာဝဘေးကိစ္စရက်တွေကြောင့်ကြီးကြီးမားမားထိခိုက်ပျက်စီးမှုတွေကိုလက်ရှိတိုင်းပြည်ရဲ့အာဏာယူထားတဲ့သူဘယ်သူပဲဖြစ်ဖြစ်နိုင်ငံတော်အစ်စ်အနေနဲ့လုတ်ကိုလုတ်ပေးရမှာဖြစ်တယ်လို့အခုတော့တလပြည့်သွားလဲဘာမှထိထိရောက်ရောက်မလုပ်နိုင်ပဲ ပြည်သူတွေကကိုထုကိုထနဲ့သာရှင်သန်ရက်တည်နေရတယ်လို့စကိုင်းနဲ့မန္တလေးမြို့နီငလင်တန်းတင့်ပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမန္တလေးမြို့မှာဆိုရင်ငလင်တန်းခံရတဲ့အထက်ဝင်ကြီးတက်နိုင်တဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင်ချမ်းသာကြွယ်ဝတဲ့သူတွေကတော့မြို့ကနေစွန့်ခွာသွားပြီးတခြားမြို့တွေမှာသွားရောက်နေထိုင်နေကြပြီဖြစ်တယ်လို့တစ်ဖက်မှာလည်းမန္တလေးက Sky Villa ပြောချမှုမှာဆိုရင်မိသားစုတစုရဲ့ရဲနာတွေနဲ့စိန်တွေကြောက်စိန်တွေကိုစစ်ကောင်စီလက်အောက်ခံမိသားတပ်ဖွဲ့နဲ့လုံခြုံရေးယူထားတဲ့စစ်တပ်ကရှာတွေ့တော့လေပိုင်ရှင်စီကိုပြန်မပေးပဲ အဲ့ဒီရန်နာနဲ့အတူထထားတဲ့မှတ်ပုံတင်တွေနဲ့ passport စာအုပ်တွေကိုသာပိုင်ရှင်ကိုပြန်ပေးသွားတဲ့အတွက်ရန်နာတွေအကြောင်းလိုက်မေးတော့လေဟိုလွှဲချဒီလွှဲချနဲ့မိသားစုကပြန်မရတော့ဘူးလို့အဲ့ဒီ sky villa မှာနေထိုင်တဲ့ရန်နာတွေပျောက်ဆုံးသွားသူမိသားစုဝင်ကိုယ်တိုင်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ် လက်ရှိမှာတော့စကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးဒါတလပြည့်မြောက်သွားပြီးဖြစ်ပေမဲ့လေစကိုင်းနဲ့မန္တလေးကငလင်တန်းသိမ့်ပြည်သူတွေဟာနိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့ကူညီမှုတွေမရပဲကိုထူကိုထနဲ့သာရက်တီရှင်သန်နေရတဲ့အတွက်တော်တော်ကိုအခက်အခဲဖြစ်နေပါတယ်လို့စကိုင်းနဲ့မန္တလေးမြို့နေငလင်တန်းသိမ့်ပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာ အကြံဖတ်မဲ့အွန်လိုင်းအပါအဝင်စစ်ဘိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုဥရောပသမဂ EU ကနေဒဏ်ကပ်ပိတ်ဆို့အရေးယူထားမှုကို2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးမြှင့်လိုက်တယ်လို့ EU ကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်2021ခုနှစ်ကတည်းကအကြံဖတ်မဲ့အွန်လိုင်းအပါအဝင်စစ်ဘိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို EU ကနေအရေးယူဒဏ်ကပ်ပိတ်ဆို့မှုတွေချမှတ်ထားတာဖြစ်တယ်လို့ အဲ့ဒီအရေးယူပိတ်ဆို့မှုတွေကိုလည်းနှစ်စဉ်တက်တန်းတိုးလာခဲ့တာဖြစ်ပါတယ်အခုတစ်ခါမှလည်းဥရောပသမဂ္ဂ EU ကနေတန်ခတ်ပိတ်ဆို့အရေးယူထားတဲ့အကြမ်းဖက်မဲအွန်လိုင်းအပါဝင်စစ်ဗိုလ်ချုပ်တွေဝင်ကြီးတွေစစ်တပ်နဲ့ပတ်သက်တဲ့လူပုဂ္ဂိုလ်106ဦးနဲ့အဖွဲ့အစည်း22ခုကိုလာမယ့်2026ခုနှစ်ဧပြီလအထိထပ်မံတက်တန်းတိုးပြီးတန်ခတ်ပိတ်ဆို့လိုက်တယ်လို့ EU ကနေတရားဝင်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျ အခုပထမအဆုံးတွေ့ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ဗကောတိုင်းမင်းလာမြို့နယ်မှာ AR 90ကျော်ပါတဲ့စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ရမှာအလောင်းဆက်လောင်းနဲ့လက်လက်73လက်ကိုတင်ဆက်ရရှိပြီးစစ်သားတအူးကိုအရှင်ဖမ်းမိခဲ့လို့တာရီခန် PDF ကတာဝန်ရှိသူတို့ကရကုံခစ်တစ်ကိုပြောပါရယ်ဧပြီလ29ရက်နေ့မနေ့9နိုင်လောက်က မင်းလာမြွတ်နယ်တယောကုံရွာဖုန်ကြီးကျောင်းကနေထွက်ခွာလာတယ်။အင်အား90ကျော်ပါစစ်ကြောင်းဟာငမိုးရွာအတွင်ရောက်ရှိလာစဉ်တွင်တာရီခန်တရင်တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပိတ်ဆို့တိုက်ခိုက်မှုအတွင်းမှာလက်လက်ကြီးလက်လက်ငယ်တွေအပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုနှစ်နိုင်နီးပါးခန့်ဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာလည်းတော်လိုင်းပူပေါင်းတစ်ဖက်ဘက်ကရဲဘော်တွေရှိရာအနီးကို M135 ရဟင်းနဲ့ပြစ်ခတ်တယ်လို့ Jet Fighter နှစ်စီးပြန်ဝဲက ပြစ်ကိုပေးဖို့လှုပ်ခဲ့ပေးမယ်လေအကြက်ဖတ်တသားအလုံးဟာတက်ပြက်ကဆုတ်ခွာထပြေးသွားရတယ်လို့လည်းသိရပါဗါးအဲဒီလိုတိုက်ပွဲဖြစ်ပေါ်တဲ့နေရာကိုတွန်လဲအဖွဲ့တွေကရှင်းလင်းရမှာအလောင်းဆယ်လောင်းနဲ့လက်လက်ခရမ်းစစ်သုံးပစ္စည်းတွေကိုတိမ့်ဆဲရရှိသလိုစစ်ကောင်စီတသားတအုပ်ကိုလည်းလက်လက်နဲ့အရှင်ဖမ်းမိခဲ့လို့တာဝန်ခံ PDF ကတာဝန်ရှိသူတို့ကပြောပါရရှင်အခုပြပါစို့တင်ဆက်ပေးခြင်းတဲ့တင်ကတော့ဘကူတိုင်းအတွင်းထိုးဖောက်ဝင်ရောက်နေတဲ့အရခတတော် AA ဟာ နေမြေကန် PDF တက်တွေနဲ့ပါထပ်မံချိတ်ဆက်မိသွားပြီးစစ်စင်ရေတွေပူပေါင်းဆောင်ရွက်နေပြီလို့ PKI PDF 3631တက်ရင်တာဝန်ခံရဲဘော်ရှယ်ရိုကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့ရန်ကုန်ခေတ်တရင်ဌာနနဲ့တွစ်ဆုံမင်းမြန်ကန်မှာ PKI PDF 3631တက်ရင်တာဝန်ခံရဲဘော်ရှယ်ရိုကပြောလိုက်တာပါ။လက်ရှိမှာလည်းအရခတတော် AA နဲ့ PDF ပူပေါင်းတက်တွေဟာပတောင်းမြို့နယ်ဒက်ကိုဝင်ရောက်နေပြီးစေကောင်စီတက်စကန်တချို့ကိုလည်းတိမ့်ပိုက်ထားပြီးဖြစ်တဲ့အပြင် အခုတခါနောက်ထပ်ပကိုးတိုင်းတွေကနေမီကန် PDF တွေနဲ့ပါထပ်မံချိတ်ဆက်သွားပြီဖြစ်တဲ့အတွက်စစ်စင်ရေးတွေပုံမပြင်းထန်လာတော့မှဖြစ်တယ်လို့လည်းဆိုပါတယ်အကြံဖတ်စစ်ကောင်စီဘက်ကလည်းလက်ရှိပကိုးတိုင်းတွေမှာယာနဲ့ချီတဲ့စစ်အင်အားနဲ့စစ်ကြောင်းထိုးတာတွေလှုပ်လာနေပြီမဲ့စစ်ကောင်စီဘက်ကဘလောက်ပဲတက်လာတက်လာတော်လန်ရေးတပ်တွေဘက်ကအစင်သင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လည်း BKI PDF 363တတရင်တာဝန်ခံရဲဘော်ရှယ်တို့ကပြောထားပါတယ်လက်ရှိမှာတော့ အရခတော် A ကပဲခူးတိုင်းမကွေးတိုင်းနဲ့ ARV တိုင်းပြည်ပတ်မှာ PDF ပူပေါင်းတက်တွေနဲ့အတူထိုးပေါက်ဝင်ရောက်နေပြီးဈေးကောင်းစီးရဲ့မိုတီတောင်စကန်ကုန်းကြီးနဲ့ညောင်ကျိုးဘျူဟာစကန်ကုန်းကြီးတွေအပါအဝင် စစ်တပ်စကန်ငယ်တွေကိုပါတိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့နောက်ထပ်ထိုးစစ်တွေကိုလည်းဆက်လက်အရှိန်မြင့်ဆင်နွှဲနေတယ်လို့သိရပါတယ်ခင်ဗျာ မန္တလေးမြို့မှာအငိမ့်စားပမောခဒေါက်တာထွိထွိဆိုတဲ့သူကိုအိမ်ချမ်းကြီးလိုက်လံပြတာမယ်ဆိုပြီးရိုက်နှက်တက်ဖြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုက်ဆိုင်မှုတွေကိုလူရဲသွားကြတယ်လို့မန္တလေးမြို့ကတချို့ရဲ့ပြောဆိုချက်နဲ့ဆွေမျိုးတဦးရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြချက်အရသိရပါတယ်ဖြစ်စဉ်ကတော့ဧပြီလ25ရက်နေ့မိုးလင်းပိုင်းမှာပဲမန္တလေးမြို့မှာအငိမ့်စားပမောခဒေါက်တာထွိထွိဆိုသူနေထိုင်ရာမဟာအောင်မြေမြို့နယ်ဒက်ကအသည့်အိမ်ချမ်းကြီးပွဲစားဟာအိမ်ချမ်းကြီးလိုက်ပြမယ်ဆိုပြီးဒေါက်ထွိထွိဆိုတဲ့သူကို ပတိန်ကြီးမြို့နယ်ဘက်ခေါ်ဆောင်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက်အိမ်ပွဲစားတွေကဒေါ်ထွတ်ထွတ်ဆိုတဲ့သူကိုအိမ်ချမ်းမြေလိုက်ပြရင်းနဲ့ရိုက်နှက်တပ်ဖြတ်သွားပြီးလက်ဝတ်လက်စားနဲ့ပိုက်ဆိုင်မှုတွေကိုလုရဲသွားကြတယ်လို့မန္တလေးမြို့ကအိမ်ချမ်းမြေအကျိုးဆောင်တအုပ်ကရှင်းပြထားပါတယ်။အဲ့ဒီလိုရိုက်နှက်တပ်ဖြတ်ခံရတဲ့ဒေါက်တာထွတ်ထွတ်ဆိုတဲ့သူဟာအသက်65နှစ်အရွယ်အငိမ့်စားပမောက္ခတအုပ်ဖြစ်ပြီးသူမရဲ့ရုပ်အလောင်းကိုတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကပဲတောင်အင်းမြောက်အင်းတုတ်တံမှာတကြိုလိုက်ပြီးဖြစ်လို့ တစ်ဖက်ကကျူးလွန်တဲ့တရားခဏ်ကိုတော့ဖန်စီရမိဒါမျိုးမရှိသေးဘူးလို့မန္တလေးမြို့နယ်အင်ချမ်းမြေအကျိုးဆောင်တို့ကပြောထားပါတယ်။လက်ရှိမန္တလေးမြို့မှာငလင်လောက်ခတ်သွားပြီးတဲ့နောက်ညအချိန်တွေဆိုတကိုးတွေတောင်းကျမ်းဒါမျိုးဖြစ်နေသလိုနေ့အချိန်တွေမှာလည်းနေအိမ်တချို့ဖောက်ထွင်းခံရဒါတွေနဲ့ဓာတ်ကိုင်းချင်းချောက်လူရက်တဲ့ရဇဝတ်မှုကင်းတွေလည်းဖြစ်ပွားနေတယ်လို့သိရပါတယ်ခင်ဗျာ။အချမ်းဖက်စကောင်စီတပ်ထင်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာရွှေဇာမနီရွှေဆိုင်ဓမြတိုက်ခံရပြီးရွှေ23ကျပ်သားပါသွားပြန်တယ်လို့သိရပါတယ်။ ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲမန္တလေးမြို့ချမ်းမြသာစီမြို့နယ်အောင်ပင်လယ်ရက်ကွက်103-104လမ်းကြား55လမ်းပေါ်မှာရှိတဲ့ရွှေစားမလီရွှေဆိုင်ကိုပျောက်ကြားဝက်လူနှုတ်အပါဝင်လူ9ဦးကလက်နက်တွေကင်လာပြီးဝင်ရောက်ဓမြတိုက်သွားတယ်လို့သိရပါတယ်အဲ့ဒီဓမြ9ဦးဟာ Honda Insight အမဲရောင်ကားကိုစီးလာတာဖြစ်ပြီးရွှေဆိုင်တဲကိုဝင်ရောက်ဓမြတိုက်တဲ့အချိန်ဆိုင်တဲကရွှေ23ကျပ်သားဝင်းကျင်တဲ့ iPhone မှာယူသွားပြီးတရားခံတွေကိုတော့ fancy ရမိဒါမျိုးမရှိသေးဘူးလို့လည်းသိရပါတယ်။ဒါပြင်အဲ့ဒီမန္တလေးမြို့ပေါ်မှာပဲဧပြီလ25ရက်နေ့ကလည်းအငိမ့်စားပမခဒေါက်တာထွိထွိဆိုသူကိုအင်ချမ်းမြေလိုက်လံပြသမယ်ဆိုပြီးရိုက်နဲ့တပ်ဖြတ်ပြီးတော့လက်ဝတ်လက်စားနဲ့ပိုင်ဆိုင်မှုတွေကိုလူရဲသွားတဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါသေးတယ်။ လက်ရှိအကြံဖက်စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ပေါ်မှာငလင်းလောက်ခတ်ပြီးတဲ့နောက်ပိုင်းညအချိန်တွေဆိုတကိုးတွေတောင်းကျန်းတံမျိုးဖြစ်နေတယ်လို့နေ့အချိန်တွေမှာလည်းနေအိမ်တချို့ဖောက်ထွင်းခံရဓာတ်တွေနဲ့ကိုဆိုလူရဲ့တပ်ဖြတ်မှုတွေမကြာခဏဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာစစ်ကောင်စီရဲ့ထင်းချုံမှုအောက်မှာမရှိတော့ဘဲအေးလောက်ကိုကြောက်ရွံ့သွားပြီးဖြစ်တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်ကအေးနဲ့မဆက်ဆံပဲနေမရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောကြားလိုက်ပါတယ်။ဧပြီလ29ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကစစ်ဘေးသင့်ပြည်သူတွေအတွက်မြန်မာနိုင်ငံ ဂန်ရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြား လူသားချင်းစာနာထောက်ထားမှုစင်ကြံတိစောက်ဖို့အတွက်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့တယ်လို့လည်းသူကပြောပါရတယ်။အဲ့ဒီသဘောတူညီချက်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာမှဖြစ်ပြီးအသေးစိတ်ကတော့မပြောနိုင်သေးဘူးလို့လည်းဆိုထားပါရတယ်။ဒါအပြင်မြန်မာနိုင်ငံကပဋိပက္ခတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ဒိုက်ရိုက်ချိတ်ဆက်နေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခုံလုံးတွေရဲ့မြန်မာနိုင်ငံဘက်ကဒုက္ခသည်တွေကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ က်ဆောင်လိုရလို့လည်းဘင်္ဂလားဒေ့အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောပါရရှင်အခုဘလောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့နေပြည်တော်မှာစကိုင်းငလင်းကြီးလှုပ်ခတ်သွားပြီးတဲ့နောက်စကောင်စီရဲ့ဝင်ကြီးဌာနရုံးတွင်နဲ့ဝန်ထမ်းအင်အားတွေပြိုကျပျက်စီးမှုအတွက်အရင်ကတိစောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးစကောင်စီကသူတို့ရဲ့ဝါဒဖြန့်တဲ့ဇာတွေမှာပါအတိအလင်းကြီးညာလိုက်ပြီးဖြစ်တဲ့အတွက် နေပြည်တော်လွတ်တော်ကိုတိဆောက်ခဲ့တယ်။ ECE ကုမ္ပဏီပိုင်ရှင်ဥတင်ဆန်းတဲ့ဗိုလ်ချုပ်ဟောင်းသားသမီးတချို့ဟာစစ်ကောင်စီကိုမဆက်တွယ်တော့ပဲတိတ်ရှောင်နေကြတယ်လို့သိရပါတယ်။ဒါကတော့အချက်ဖတ်မင်းအွန်လိုင်းကလက်ရှိနေပြည်တော်မှာငလင်တန်းကြောင့်ပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေနဲ့အဆောက်အုံတွေပြန်လည်တိဆောက်ဖို့အတွက်အရင်ကတိဆောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုတဲ့အကြောင်းကိုပြောဆိုခဲ့ပြီးတဲ့နော်။အဲဒီလိုပြန်လည်တိဆောက်ဖို့ကိစ္စရပ်တွေကိုစစ်ကောင်စီရဲ့ကာကွယ်ရေးဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်အေးဆိုသူစီတာဝန်လွှဲပေးထားတယ်လို့သိရပါတယ်။အဲဒီနောက်ဧပြီလ29ရက်နေ့ကပဲ နေပြီးတော့မှလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်တဲ့အချိန်အဲ့ဒီဗိုလ်ချုပ်ကြီးမမောင်အေးဆိုသူကပါလက်ရှိနေပြီးတော့မှငလင်နံကြောင့်ပြိုကျပျက်စီးသွားတဲ့ဝင်ကြီးဌာနရုံးတွေနဲ့အဆောက်အုံတွေကိုအရင်ကတိစောက်ခဲ့တဲ့ Crony Company တွေကပြန်ဆောက်ပေးရမယ်ဆိုပြီးအတိအလင်းကြေညာသွားတဲ့အကြောင်းကိုစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ရင်ဇာတွေမှာပါဖော်ပြလာပါတယ်လက်ရှိနေပြီးတော့မှငလင်နံကြောင့်ပြိုကျသွားတဲ့အဆောက်အဦတွေတဲကသမရအိန်တော်ကိုအေဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတိစောက်ခဲ့တာဖြစ်ပြီးဒုတိယသမရနေအိန်တွင်နဲ့လွတ်တော့ ဥက္ကဋ္ဌနေအိမ်တွေကိုသူကုမ္ပဏီပိုင်ရှင်ဥတီဇက်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ငလင်နံကြောင့်ပျက်စီးသွားတဲ့နေပြည်တော်ဝနသိတိအကားစားယုံကိုမတ်မြန်မာကုမ္ပဏီပိုင်ရှင်ဥဇော်ဇော်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်တယ်လို့နေပြည်တော်လွတ်တော်အဆောက်အုံကတော့ ACE ကုမ္ပဏီပိုင်ရှင်ဥတင်ဆန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့အဲ့ဒီ ACE ကုမ္ပဏီပိုင်ရှင်ဥတင်ဆန်းဟာစစ်ကောင်စီကိုမဆက်သွယ်တော့ဘဲတင်းရှောင်နေတယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေပြည်တော်ဝန်ကြီးဌာနယုံနေတဲ့အဆောက်အုံတွေတည်ဆောက်မှုမှာပါဝင်ခဲ့ကြတဲ့ ဗိုလ်ချုပ်ဟောင်းရွှေမန်းရဲ့သားတိုးနိုင်မန်းအောင်သက်မန်းနေပြည်တော်စစ်ကောင်းစီဝင်းဘုံမူကြီးဟောင်းသိန်းညွန့်ရဲ့သားကံမဏီတွေမွေးရီဝင်းကြီးဟောင်းမောင်မောင်သိန်းရဲ့သားကံမဏီတွေလည်းစစ်ကောင်းစီကိုမဆက်တွေ့တော့ပဲတိန့်ရှောင်ကုန်ကြတယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ ဒင်းတိုင်းတိုင်းလောင်လုံးမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေက RPG နဲ့ပစ်ခတ်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာနေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်သူတို့နဲ့ပါလာတဲ့ကားလဲလမ်းဘေးတက်တိုင်းကိုဝင်တိုက်ပြီးစုပ်ပြတ်သွားတယ်လို့လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ28ရက်နေ့ကပဲနေတိုင်းတိုင်းလောင်လုံးမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ပြူစောတိကောင်းဆောင်မင်းသိန်းရဲ့တားဖြစ်သူနဲ့အကျန်းဖတ်စစ်ကောင်စီတပ်သားတွေကို ဒေါ်လာရေးတက်တွေကလောင်းလုံးမြို့ပေါ်အထက်ကကြောင်းရှိမှာပဲ RPG နဲ့ပစ်ပြီးလက်နက်ငယ်တွေနဲ့ပါဝိုင်းဝန်းပစ်ခတ်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းဈေးကောင်းစီတပ်သား၄ဦးကတော့နေရာမှာတင်ပွဲစည်းမိတွေကိုတိတ်ကုန်ကြပြီသူတို့နဲ့ပါလာတဲ့ကားလဲလမ်းဘေးတက်တိုင်ကိုဝင်တိုက်ပြီးစုပ်ပြတ်သွားတယ်လို့စစ်သားမသားအလောင်းတွေကတော့လမ်းမပေါ်မှာမှောက်ရကြီးတွေဖြစ်နေတာကိုလဲအဝေးကနေလှမ်းမြင်နေရတယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံရဲဘော်ရှဲတို့ကပြောထားပါတယ်ခင်ဗျာ မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူရဲ့နေအိမ်600ကိုဖျက်သိမ်းခိုက်ပြီးလှိုင်းရဲနာမြို့ပတ်သက်စီမံကိန်းကိုစစ်ကောင်စီကအကောင်အထည်ဖော်နေကအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလယ်ဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကရှယ်ယာတွေကိုရရှိထားတယ်လို့ မော်လမြိုင်ခြေဆက်စီဝါရေးတိုင်ဝမ်ကပြောပါရယ်မော်လမြိုင်မြို့လှိုင်ရက်ွက်နဲ့တာယာအေးရက်ွက်ကနေအိမ်600ခန်းကိုစစ်တပ်ကကျူးကျော်နေအိမ်တွေဆိုပြီးတောက်လျှောက်ဖေရှားခိုင်းကလှိုင်ရနာမြို့ွက်တွေစီမံကိန်းကိုအကောင့်ထဲပေါ်နေရလဲဖြစ်ပါတယ်ဧပြီလ30ရက်နေ့မှာနောက်ဆုံးထားက ကိုယ့်အိမ်ကိုဖျက်သိမ်းရန်စပို့ထားပြီးမလိုက်နိုင်ရင်အရေးယူမယ်လို့လည်းချင်းချောက်စာပို့ထားကြောင်းရက်ွက်နေပြည်သူတွေကပြောပါရတယ်။အဲ့ဒီမြေနေရကပြည်သူပိုင်နေရင်တွေကိုဖျက်သိမ်းဖို့အတွက်အရင်ကလည်းချင်းချောက်စာနှစ်ကြိမ်ခန့်ပို့ထားပြီးအခုအကြိမ်ဟာသုံးကြိမ်မြောက်ဖြစ်နေရလို့လည်းဆိုပါရတယ်။ NLD အစိုးရလက်ထက်ကလည်းမော်လမြိုင်မြို့ကပြည်သူပိုင်မြေနေရတွေကိုငွေမိုးစိတ်ယုံနဲ့ ဟိုတယ်ပိုင်ရှင်ခရိုနီမိုးကျော်နဲ့အစိုးရအဖွဲ့ရုံပူးပေါင်းကမြေဖို့ရောင်းစားဖို့လှုပ်ဆောင်ခဲ့တာမအောင်မြင်ခဲ့ပေမဲ့လည်းအခုစစ်တပ်အာဏာသိမ်းချိန်မှာတော့အဲ့ဒီစီမံကိန်းကိုအတင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါဗါတယ်။အဲ့ဒီလှရယနာမြုပ်ွက်သည့်စီမံကိန်းကိုမော်လမြန်မြို့အခြေစိုက်ခရိုနီစီဝိုင်းသမားမိုးကျော်ကဥဆောင်အကောင့်ထဲပေါနေတာဖြစ်ပြီးငွေမိုးဟိုတယ်ပိုင်ရှင်မိုးကျော်က40ရာခိုင်နှုန်းနဲ့ မွန်ပြည်နယ်စစ်ကောင်စီက60ရဂိုင်းလုံးရှယ်ယာပါဝင်ပြီးမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နယ်လုံးဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာတွေကိုရရှိထားရလို့လည်းသိရပါတယ်ရှင်။မြန်မာနိုင်ငံမှာငနေနှံကြောင့်ပြည်သူတွေရဲ့တိုက်တာအုပ်အိမ်တွေအပြင်စစ်တပ်လောက်ကဝန်ထမ်းအင်အားတွေပါမကျန်ပျက်စီးပျို့ချမှုတွေနဲ့အတိဒုက္ခတွေရောက်နေကြတဲ့အချိန်နိုင်ငံတော်အစ်စ်နေနဲ့ထိထိရောက်ရောက်ကူညီမှုတွေမလုံနိုင်တဲ့အကြမ်းဖက်မင်းအွန်လိုင်းကတော့ သူနဲ့သူ့မိသားစုပြပခီးစင်တွေအတွက်အသုံးပြုတယ်စစ်တပ်ပိုင်း Airbus လေယာဉ်ကိုအပေးအပြက်ဝယ်ယူလိုက်တယ်ဆိုပြီးစစ်ကောင်စီကိုယ်တိုင်ထုတ်ပြန်ထားတဲ့အမိန့်ပြန်တန်းအရာသိရပါတယ်တစ်ဖက်မှာတော့လက်ရှိအချိန်ထိငလင်တန်းကြောင့်ပြိုကျပျက်စီးထားတဲ့မန္တလေးစကိုင်းနယ်သူတို့စစ်တပ်ရုံးဆိုင်ရာနေပြည်တော်ကဝန်ထမ်းအင်အားတွေပါမကြံပြိုကျပျက်စီးမှုတွေကိုငလင်လှုပ်ပြီးလို့တလပြည့်တဲ့အထီတောင်တချို့ပြိုကျလူစဲစဲအဆောက်အုံတွေဟာရှင်းလင်းမှုမလုပ်နိုင်သေးပဲဒီအတိုင်းရှိနေသေးပြီမယ်တစ်ဖက်မှာတော့ အဂျပန်မင်းအွန်လိုင်းဟာသူနဲ့သူ့မိသားစုပြပခီးစဉ်တွေအတွက်အသုံးပြုနေတယ် Airbus လေယာဉ်ကိုအဘီအပြက်ဝယ်ယူလိုက်ပြန်တာပါအဲ့ဒီလေယာဉ်ဟာ MAI ကအမိခံပေးထားတဲ့ Airbus လေယာဉ်ဖြစ်ပြီးမင်းအွန်လိုင်းနဲ့သူ့ရဲ့မိသားစုခီးစဉ်တွေအတွက်တိတန်အသုံးပြုတဲ့လေယာဉ်ဖြစ်တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကိုပြောထားပါသေးတယ်အဲ့ဒီလေယာဉ်နဲ့ပဲအဂျပန်မင်းအွန်လိုင်းဟာရုရှားခီးစဉ်နဲ့တရုတ်ခီးစဉ်တွေကိုတွားရောက်ခဲ့တာဖြစ်ပြီးထိုင်းနိုင်ငံကိုတော့စစ်တပ်အထူးလေယာဉ် Focus 70လေယာဉ်အမှတ်002ကိုအသုံးပြုနေတာဖြစ်တယ်လို့ သူနဲ့သူ့မိသားစုပြပခီးစဉ်တွေအတွက်အဲ့ဒီလေရင်နှစ်စီးကိုလှက်ပတ် သုံးနေတာဖြစ်တယ်လို့လဲစစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်တစ်ဖက်မှာတော့မြန်မာနိုင်ငံရဲ့တဘာဝ BNA Dream မှာအသုံးပြုဖို့အတွက်ရဟယင်ငှားရမ်းလို့ဆိုပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုတော့အကြမ်းဖက်မဲအွန်လိုင်းနဲ့စစ်ကောင်စီကမတရားပုံမှန်တွေနဲ့ထောင်ဒဏ်တွေချမှတ်ထားပြီးမဲအွန်လိုင်းကိုယ်တိုင်ကတော့သူနဲ့သူ့မိသားစုနိုင်ငံခြားခီးစဉ်တွေအတွက် Airbus လေယာဉ်ကိုအပြီးအပြည့်ဝယ်ယူလိုက်တယ်လို့ကြေညာထားတာဖြစ်တယ်လို့တစ်ဖက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာငလင်နံကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတာတွေကိုနိုင်ငံတော်အစ်စ်အနေနဲ့ထိရောက်တဲ့ကူညီမှုတွေမလုပ်နိုင်ပဲအခုအချိန်ထိတချို့ပြိုကျပျက်စီးမှုတွေကိုရှင်းလင်းမှုတွေတောင်အပြည့်အပြည့်မလုပ်နိုင်တဲ့အခြေအနေတွေဖြစ်နေပြီမဲ့မင်းအွန်လိုင်းကတော့အခုလိုသူနဲ့သူ့မိသားစုနိုင်ငံခြားခီးစဉ်တွေအတွက် Airbus လေယာဉ်ကိုအပြည့်အပြည့်ဝယ်ယူလိုက်ပြန်တာပဲဖြစ်ပါလိမ့်ခင်ဗျ ြန်မာနိုင်ငံမှာပြည်ပထွက်အလုတ်လုတ်ကိုင်းမှုတွေများနေတာကြောင့်အလုတ်သမားရှာပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာသာအလုတ်လုတ်ကိုင်းရမယ့်ကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုပြီးအကြံဖက်မင်းအွန်လိုင်းကပြောဆိုလာပြန်ပါတယ်။ဒါကြတော့ဒီကနေ့မေလာတရက်နေ့မှာကြောက်ရွံ့တဲ့အပြည်ပြည်ဆိုင်ရာအလုတ်သမားနေ့အဖြစ်မင်းအွန်လိုင်းကထုတ်ဖော်ပြောဆိုတွားပြန်တာပါ။အဲ့ဒီမှာအကြံဖက်မင်းအွန်လိုင်းပြောသွားတာကလက်ရှိမြန်မာနိုင်ငံမှာအလုတ်သမားရှာပါမှုတွေဖြစ်နေတာဟာပြည်ပထွက်အလုတ်လုတ်တဲ့သူတွေများနေတာကြောင့် ဘဝလုံးချုံမှုရှိတဲ့ပြည်တွင်းမှသာအလုတ်လုတ်ကန်ရမယ်ကိစ္စတွေကိုဆောင်ရွက်ရမယ်ဆိုပြီးပြောသွားတဲ့အပြင်လက်ရှိပြည်ပမှာရောက်နေတဲ့မြန်မာအလုပ်သမားတွေစီကနေလေသူတို့စစ်တပ်လောက်ခံငွေလွှဲစနစ်တွေကနေပဲပြည်တွင်းကမိသားစုတွေစီငွေလွှဲခိုင်းဖို့ကိုဥပဒေနဲ့လှုပ်ဆောင်ရမယ်ဆိုပြီးတော့လေအကြံဖက်မင်းအွန်လိုင်းကပြောသွားပြန်တယ်လို့သိရပါတယ်အဲ့ဒီလိုအကြံဖက်မင်းအွန်လိုင်းနဲ့စစ်ကောင်စီဟာပြည်ပရောက်မြန်မာအလုပ်သမားတွေစီကနေအခွန်ငွေရဖို့နှီးမျိုးစုံနဲ့ကြံ့စီနေပြီး တဖက်မှာလည်းပြည်တွင်းကစစ်မှုထမ်းဖို့အကြုံးဝင်တဲ့အသက်18နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုပြည်ပထွက်အလုလုခွင့်ပိတ်ပင်ထားတယ်လို့အကယ်လို့ပြည်ပထွက်အလုလုချင်ရင်တို့စစ်တပ်ဘက်ကခွင့်ပြုချက်ရမှသာတွားရောက်ခွင့်ရှိတဲ့အပြင်အဲ့လိုပြည်ပထွက်အလုလုမဲ့အလုသမားအရေးအတွက်ကိုလည်းကန့်သက်ထားတဲ့အတွက်ပြည်ပအလုကိုင်းအေဂျင်စီအများစုဟာပြည်ပနိုင်ငံတွေကိုအလုသမားစေလွတ်ဖို့အဆင်မပြေတော့ပဲတချို့ဆိုလုပ်ငန်းတွေပါရန်နာထားရတဲ့အခြေအနေတိဖြစ်နေတယ်လို့ပြည်ပအလုကိုင်းအေဂျင်စီလုပ်ငန်းရှင်တချို့ကပြောထားကြပါတယ်တဖက်မှာလည်း လက်ရှိမြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေကြောင့်နိုင်ငံသားယင်းနှိမ့်နှံမှုတွေနဲ့အသီးသီးထွက်သွားကြသလိုပြည်တွင်းမှာလည်းကုန်စည်တို့အဆမတန်ကြီးမြင့်မှုတွေနဲ့စီးပွားရေးကျဆင်းမှုတွေကြောင့်အလုတ်ကန်ရှာပါမှုတွေပါဖြစ်ပွားနေတဲ့အတွက်သူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မျိုးကြီးတွေမှာတဲ့ခိုးဆိုလူရဲမှုတွေမြင့်တက်နေပြီးပြည်သူတွေဟာဘဝလုံးကျုံမှုတွေပါတဖြည်းဖြည်းရုတ်ရော့လာတဲ့အချိန်အကျန်းဖတ်မဲအွန်လိုင်းကတော့ပြပထွက်အလုတ်လုံမဲ့သူတွေအနေနဲ့ဘဝလုံးကျုံမှုရှိတယ်ပြည်တွင်းမှာသာအလုတ်လုတ်ကြရမယ်ဆိုပြီးပြောဆိုလာပြန်တာပဲဖြစ်ပါတယ်ခင်ဗျ အကြမ်းဖက်စစ်တပ်ကပြည်သူ့စစ်မဟာဗျူဟာအောင်မြင်ရေးအတွက်စစ်မှုထမ်းဟောင်းအဖွဲ့တွေကိုမောင်းနှင်အားဖြင့်အားပြုမယ်လို့စစ်ကောင်းဆောင်မေအောင်လိုင်ကပြောဆိုလိုက်ပါတယ်။နေပြည်တော်မှာပြုတ်လုတဲ့စစ်မှုထမ်းဟောင်းအထူးညီလာခံမှာအကြမ်းဖက်မေအောင်လိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။စစ်မှုထမ်းဟောင်းအဖွဲ့ဟာတိကျလွတ်လပ်တဲ့စစ်တပ်ရဲ့မိတ်ဆက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီးဘုံဌာနချုပ်ရော တောင်းပြင်းနယ်စစ်မှုတန်းဟာအဖွဲ့22ဖွဲ့၊မြို့နယ်စစ်မှုတန်းဟာအဖွဲ့308ဖွဲ့တို့နဲ့ဖွဲ့စည်းထားတာဖြစ်တယ်လို့စစ်တပ်ရဲ့အရန်အင်အားဖြင့်လုံခြုံရေးကိစ္စရပ်တွေမှာပါဝင်နေရလို့လည်းဆိုထားပါတယ်။တခါစစ်သားဖြစ်မှုရင်အမြဲစစ်သားဖြစ်တယ်လို့ဆိုနိုင်ကြောင်းမင်းအောင်လန်ကဆက်လက်ပြောပါတယ်။စစ်မှုတန်းတွေအနေနဲ့စစ်တပ်ကချမှတ်ထားတဲ့ပြည်သူ့စစ်မဟာဗျူဟာအောင်မြင်စေရေးအတွက်စစ်မှုတန်းအဖွဲ့တွေရဲ့စီယုံရေးစွမ်းရင်ကိုမောင်းနှင်အားဖြင့်ထိရောက်စွာအားပြုနိုင်ရမယ်လို့လည်း မေအောင်လိုင်းကဆိုပါတယ်အကြက်ပဲစစ်တပ်ကလက်ရှိမှာနိုင်ငံတော်စစ်မျက်နှာအသီးသီးမှာစစ်ရှုံးနေတာကြောင့်အတင်းအဓမ္မစစ်မှုထမ်းတက်ဆူဆောင်းတာနဲ့အငိမ်းစားယူပြီးသားစစ်မှုတဟောင်းတွေကိုလည်းမလုံးပေမြောက်ပွင့်ပြောဆိုပြီးစစ်မှုပြန်ထမ်းခန္ဓာတွေကိုလုတ်ခိုင်းကရှေ့လေစစ်မျက်နှာပြင်တွေစစ်လို့မှုနဲ့မြို့ပြလုံခြုံရေးတွေကိုပူပေါင်းပါဝင်စေတာတွေလုတ်ဆောင်ခိုင်းနေလို့လည်းသိရပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA တင်ပိုက်ထားတဲ့လာရှုံမြို့ကိုဒီကနိုင်ငံအကူအညီနဲ့ပြန်လည်တောင်းယူထားရတဲ့အကြဖတ်စစ်ကောင်စီကလာရှုံမြို့မှာအရင်လိုသူတို့ရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးပြန်လည်ဖွင့်လှစ်ဖို့မရှိတော့ဘဲမိုင်းရင်နဲ့တိုင်ရင်ဘက်မှသာမြို့သစ်ဖို့အခြေစိုက်ထားတယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရတယ်။ဒါကတော့ဒီကနိုင်ငံအကူအညီနဲ့လာရှုံမြို့ကို MNDAA တပ်ဖွဲ့စီကနေပြန်လည်တောင်းယူထားရတဲ့အကြဖတ်စစ်ကောင်စီတပ်က ဧပြီလ21ရက်နေ့ကစပြီးလာရှိုးမြို့ပေါ်ကိုပြန်လဲဝင်ရောက်လာပြီးမဲ့လက်ရှိမြို့ပေါ်မှာလူအင်အားလက်နက်အင်အားတွေပို့ပြီးတရင်တွေလောက်တာပြန်လဲဖွဲ့စည်းတာမျိုးနဲ့လာရှိုးခရိုင်ထွေအုပ်ရုံးဌာနလောက်တာပြန်ဖွင့်ပြီးအရင်လိုလာရှိုးရမခတိုင်းစစ်ဌာနချုပ်ကြီးပြန်လဲဖွင့်လှစ်ဖို့တော့မရှိတော့တဲ့အကြောင်းကိုတည်ထားရတယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီလာရှိုးမြို့ကစစ်ကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ကတင်ပိုက်ပြီးတဲ့နောက်ပိုင်း ယာယီအနေနဲ့ဆိုပြီးအဲ့ဒီရမခတိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီဘက်ကတန်ရန်နဲ့မိုင်းရဲဘက်မှာမြို့တစ်ဖို့ပြီးတွားရောက်အခြေချထားတယ်လို့သိရပါတယ်။ MNDAA ဘက်ကတော့လာရှိုမြို့ကိုနိုင်ငံရေး PR တွေကြောင့်အကြမ်းဖက်စစ်ကောင်စီလက်ထက်ပြန်ပေးလိုက်ရတာဖြစ်တယ်လို့လည်းကိုကန့်သတင်းစင်မှာဧပြီလ26ရက်နေ့ကပဲတရားဝင်ထုတ်ဖော်ကြေညာခဲ့ပါသေးတယ်။လက်ရှိမှာတော့ဒီနိုင်ငံရဲ့အကူအညီနဲ့လာရှိုမြို့ကိုပြန်တောင်းထားရတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ရဟာ လာရှုမြို့ပေါ်မှာသာရှိနေမှာဖြစ်ပြီးမြို့ရဲ့ပတ်ပတ်လည်မှာတော့ MNDAA တပ်တွေကသာတက်ဆွဲထိန်းချုပ်ထားတယ်လို့သိရပါတယ်ခင်ဗျာအမျိုးသားညီညွတ်အစိုးရအယူကြီးကတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်တဲ့အတွက်တရုတ်နိုင်ငံဘက်ကမြမရေးဂျာဝင်ဖြန့်ပြမှုမှာစာနာရှင်သတ်ဆိုရှေအောင်လုတ်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူးလို့အယူကြီးရိုက်သမ္မတဒူဝါလက်ရှိလက်ကပြောဆိုလိုက်ပါတယ်ဒါကိုတော့ဧပြီလ26ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားညီညွတ်အစိုးရအစည်းအဝေးမှာအယူကြီးရိုက်သမ္မတဒူဝါလက်ရှိလက်ကပြောလိုက်တာပါ လက်ရှိတရုတ်နိုင်ငံဘက်ကမြန်မာရေးဂျာဝင်ဖြန့်ဖြေးမှုတွေဟာစန္ဒရှင်စနစ်သဆိုးရှင်အောင်လုပ်တဲ့ပုံစံမျိုးမဖြစ်သင့်ပဲဖြစ်သင့်ဖြစ်တိုက်တဲ့မူတွေပေါ်မှာအခြေခံမှုတိုက်တွန်းကြမှာတယ်လို့တမနာကြီးကပြောထားပါတယ်။ဒါအပြင်တစ်ဖက်ကတရုတ်နိုင်ငံအနေနဲ့လည်းအန်ဂျီအစိုးရအဖွဲ့အပေါ်ထင်ကျေးတွေနဲ့ချင်းကပ်ထင်မြင်နေတဲ့အမြင်တချို့ကိုပြန်လည်တက်မှတ်ဖို့လိုအပ်ပြီးဒီလိုအခြေအနေတွေကိုအန်ဂျီအစိုးရဘက်ကလည်းအန်ဂျီဟာတရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲ တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေမဲ့အဖွဲ့မဟုတ်ဘူးဆိုတာကိုလေးလေးနက်နက်ကြံ့တွဲဖြစ်ရှင်းဖို့လိုအပ်တဲ့အပြင်တရုတ်နိုင်ငံအနေနဲ့မြန်မာရေးကိုဝင်ရောက်ဖြန့်ပြေးမှုမှာလက်တလောအနာတတယုံဈေးမီတူလောက်နဲ့ဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းသတင်းစကားပွားခြင်းပါတယ်လို့အင်ဂျီရိုက်သမရဒူဝါလက်ရှိလက်ကပြောလိုက်ပါတယ်ခင်ဗျာရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့နောင်ချိုကြောင့်ပဲ ပြည်ပေါ်မိုးမိတ်မိုးကုတ်မြို့နယ်တို့ကနေ TNL တပ်တွေကိုပြန်လည်ဆက်ခွာပေးဖို့အတွက်စစ်ကောင်စီရဲ့တောင်းဆိုမှုကို TNL ကပယ်ချလိုက်တယ်လို့သတင်းထုတ်ပြန်လိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ကြားဝင်မှုနဲ့ဧပြီလ28ရက်နေ့နဲ့ဧပြီလ29ရက်နေ့တို့မှာစစ်ကောင်စီကိုယ်စားလှယ်နဲ့ TNL ဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ကတွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတွေ့ဆုံမှုတွင် နောင်ချိုကြောက်မဲ့ပြည်ပေါ်မိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေ ကလောင်ကိုပိုင်အုတ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နန်းစံနဲ့မန်တုံမြို့နယ်အတွင်းထိ ပြန်လည်ဆုတ်ခွာပေးဖို့ကိုစစ်ကောင်စီဘက်ကတောင်းဆိုလာတာလည်းဖြစ်ပါတယ်။အဲဒီတောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်တွေကသဘောမတူနိုင်တာကြောင့်နှစ်ဖက်အပြန်လန်ဆူနေမှုဟာထက်စင်မတိုးနိုင်သေးပဲနှစ်ဖက်အပြည့်အခက်ရက်စဲနိုင်ဖို့အတွက်လာမယ့်ဩဂတ်စ်လမှာထပ်မံတွဲဆော်ဖို့သဘောတူညီခဲ့ကြတယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီကနေလေကြောင်းကနေဘုံကျဲတာလက်လက်ကြီးတွေနဲ့ပစ်ခတ်တာဒရုန်းနဲ့တိုက်ခိုက်တာထိုးစစ်စင်တာစတဲ့ပစ်ခတ်တိုက်ခိုက်မှုတွေအားလုံးကိုရပ်တန့်ဖို့အတွက် တရုတ်မြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းဖို့တရုတ်ကကြားဝင်တာဖြစ်တယ်လို့လည်းသိရပါဗျ။ DNL ကိုလည်းကောကန်တပ်ဖွဲ့ MNDA လို့တဆင့်တူအပြည့်ခန့်ရဲစဲပြုလုပ်နိုင်ဖို့အတွက်တရုတ်နိုင်ငံအထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွင်းကကပ္ပခရပြုကအလေးထားကြိုးပမ်းတာဖြစ်ပြီးနှစ်ဖက်တွဲဆုံမှုတွေအလင်းမြန်တိုးတက်လာစေဖို့အတွက်ဆွမ်းလာတာဖြစ်တယ်လို့လည်း DNL ကသတင်းထုတ်ပြန်ထားပါရဲ့ရှင်။ ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီနဲ့ဇွေနွေပွဲပြက်ပြဲတဲ့အကြောင်းကို TNL ဘက်ကတရားဝင်သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီက TNL ထိန်းချုပ်ထားရာမိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းကိုတိုက်လေရင်တွေနဲ့လာပြီးညအချိန်ကြီးမှာပဲဘုံတွေကျဲချတော့ပြန်တယ်လို့မိုးကုတ်မြို့မှာရှိတဲ့ PDF သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့မေလ၂ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအကျန်းဖက်စစ်ကောင်စီတပ်က TNL ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့နဲ့အနောက်ပိုင်းနဲ့အရှိပိုင်းကိုတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချတော့တဲ့အတွက် အုတ်အင်းဓမာယုံလဲထိခိုက်ပျက်စီးထားသလိုဗန်မွန်ရွာမှာလဲဘုံသီးတွေကြောက်ရွံ့ပောက်ကွဲမှုရှိထားတဲ့အပြင်နေအိမ်နဲ့အဆောက်အုံတွေလဲပျက်စီးထားတယ်လို့ဆိုပါတယ်တစ်ဖက်မှာတော့တရုတ်နိုင်ငံရဲ့ဂျာဝင်စွတ်ဖက်မှုကြောင့် TNL နဲ့အကြံဖက်စစ်ကောင်စီတက်ကြားတွစ်ဆုံဆွေးနွေးမှုလုပ်တဲ့အချိန်စစ်ကောင်စီက TNL သိမ့်ပိုက်ထားတဲ့နောင်ချိုးကြောင်မဲ့တီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပြန်ဆုတ်ပေးဖို့တောင်းဆိုမှုကို TNL ကသဘောမတူတဲ့အတွက်ဆွေးနွေးပွဲပြတ်ပြဲတဲ့အကြောင်းကို TNL ဘက်ကတရားဝင်ထုတ်ပြန်ပြီးတဲ့နောက်မှာပဲစစ်ကောင်စီဟာ အခုလို TNL ထိမ့်ချုပ်ထားတဲ့မိုးကုတ်မြို့နယ်အတွင်းတိုက်လေရင်နဲ့လာပြီးဘုံတွေကျဲချသွားပြန်တာဖြစ်တယ်လို့မိုးကုတ်မြို့မှာရှိတဲ့ PDF သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုပြောအောင်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ပဲခူးတိုင်းညောင်လေးပင်မြို့နယ်မှာအချက်ဖက်စကောင်းစီတက်ကပြည်သူတအုပ်ကိုအရှင်လက်လက်လယ်လိတပ်ဖြတ်မှုအပါဝင်ပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့တယ်ဆိုပြီးဒေါ်လန်ရေးတပ်တွေအရှင်ဖန်းစီရမိထားတဲ့ပြူစော့တီခေါင်းဆောင်လှိုင်မင်းဆိုတဲ့သူကဝန်ခံပြောဆိုလာပြီးစစ်တပ်အရာရှိတွေကိုတိုင်းပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးခဲ့တာလို့ထွက်ဆိုလာပါတယ်အဲဒီလိုဝန်ခံထွက်ဆိုထားတဲ့ညောင်လေးမြို့နယ်နေစစ်ကောင်းစီလက်အောက်ခံပြူစော့တီလှိုင်မင်းဆိုသူကိုတော့ဧပြီလ15ရက်နေ့ကပဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်29စစ်ဗျူဟာအမှတ်1စစ်တပ်ခွဲကနေအရှင်ဖမ်းဆီးရမိခဲ့ပြီးတဲ့နောက်အဲ့ဒီပြူစောတီလိုင်းမင်းကိုတိုင်ဝန်ခံထွက်ဆိုထားတာဖြစ်တယ်လို့ PDF အမှတ်29စစ်ဗျူဟာအမှတ်1စစ်တပ်ခွဲရဲ့ရဲဘော်အင်းမင်းထွန်းကရန်ကုန်ခေတ်တိတ်ကိုပြောထားပါတယ်အဲ့ဒီမှာဒေါ်လန်ရင်တက်တွေကစစ်ဆေးမှုတွေလုပ်တဲ့အချိန်ညောင်လေးပင်မြို့နယ်မှာအချက်ဖက်စစ်ကောင်စီတက်နေအတူအဲ့ဒီပူစောတီလိုင်းမင်းဆိုသူကပါပြည်သူတအူးကိုအရှင်လက်လက်လယ်လိတက်ဖြတ်မှုအပါဝင်ပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့တဲ့ပြစ်မှုတွေကျူးလွန်ခဲ့တဲ့အကြောင်းနဲ့ အဲ့လိုတပ်ဖြတ်မှုတွေမှာလူစော့တီတွေပါပါဝင်ပတ်သက်ခဲ့တယ်လို့ဖန်စီရမိထားတဲ့ပြူစော့တီလိုင်းမင်းဆိုသူကိုယ်တိုင်ပဲဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီလိုညောင်လေးပင်မြို့နယ်အတွင်းပြည်သူအယောက်20ကျော်ကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုစစ်ကောင်စီရဲ့ခမရ20ခမရ94ခလရ51နဲ့တပ်မကုံကုံကအရာရှိတွေကိုယ်တိုင်ပြည်သူတွေကိုတပ်ဖြတ်ဖို့အမိန်ပေးခဲ့တာဖြစ်တယ်လို့လည်းအရှင်ဖန်စီရမိထားတဲ့ပြူစော့တီလိုင်းမင်းဆိုသူကဝန်ခံထွက်ဆိုထားတယ်လို့ ဗီဒီယိုအမှတ်29စစ်ပြုအမှတ်1စစ်ဒေသခွဲ့ရဲ့ရဲဘော်အင်းမင်းထွန်းကရန်ကုန်ခေတ္တကိုပြောထားပါတယ်ခင်ဗျာ။